ဝမ်ချမ်ပီယံရှစ်ကပေးတဲ့အခွင့်အရေးကိုအကောင်းဆုံးအသုံးချရမယ့်မြန်မာဖိုက်တာစူပါရေဂျန်အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ Night Story Entertainment Facebook နဲ့ YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ ါမဲ့တောက်ကြနေညမှာပေးသက်တွေကိုရင်ခုန်စိတ်လို့ရှားမှုအပြစ်ပေးဆွမ်းနိုင်မဲ့ပွဲကောင်းတဝဲစောင့်ကြနေပါတယ်။ One Friday Fight 100ပြိုင်ပွဲကြီးမှာမြန်မာဖိုက်တာ2ဖြစ်တဲ့ Super Agent နဲ့ Thai Boxing ဆရာကြီး2ဖြစ်တဲ့ Sangha Tit တို့ရဲ့ကက်ဝိတ်ကိပောင်စဉ်ပွဲပါဝင်လို့နေခဲ့ပါတယ်။ဒီပွဲစဉ်နဲ့ပတ်သက်ပြီးအပိုင်း3ပိုင်းခွဲပြီးတင်ဆက်ပေးကြပါမယ်။ နံပါတ်1အနေနဲ့ Fighter နှစ်ယောက်ရဲ့ထိုးသက်ပုံစတိုင်နံပါတ်2အနေနဲ့ Fighter နှစ်ယောက်ရဲ့နီးပြူဟာနောက်ဆုံးနံပါတ်3အနေနဲ့ကတော့ One Champion ရှိရဲ့ဇညွန်အကြောင်းဆိုပြီးပြောပြပေးခြင်းပါတယ်ဒါဆိုရင်တော့နံပါတ်1ဖြစ်တဲ့ Fighter နှစ်ယောက်ရဲ့ထိုးသက်မှုစတိုင်ကိုစလိုက်ကြရအောင်ဗျာ။ Super Agent ကမြမလက်ဝိတ် Fighter တူဖြစ်တာနဲ့ညီလက်သီးထိုးချက်တွေကိုကောင်းကောင်းအသုံးချပြီးရှင်းပြတာကိုတွေ့ရပါတယ်။ဝေထိုင်းပွဲတွေထိုးသက်နေပေမဲ့ခြေကန်ချက်တွေဒူးတိုက်ချက်တွေတတောင်ရိုက်ချက်တွေကိုမတွေ့ရသလောက်နေပါတယ်။ ကဲမဲ့ကိုတိုက်စစ်ဖွင့်ထိုးရတာကြိုက်ပြီးမနာတန်တွဲလုံးတွေနဲ့ဖြိုတာများပါတယ်။ไทไฟเตอร์ซังกาติกก็တော့ဘောက်ဇင်ဖိုက်တာဖြစ်တဲ့အတွက်ပြိုင်မဲ့ထိုးချက်တွေကိုခက်လုံအောင်ကာရင်ကောင်တာထိုးတာပုံများပါတယ်သူရဲ့အကြိုက်ဆုံးကတော့ညာလက်သီးထိုးချက်တွေဖြစ်ပြီးပြိုင်မဲ့ကိုကောင်းကောင်းအထိနာစေခဲ့ပါတယ်ဘောက်ဇင်သမားရဲ့လက်သီးပါဝါကလက်ဝိတ်ဖိုက်တာတယောက်ထက်အများကြီးပါဝါပုံများပါတယ် သူတို့ကလက်တီထိုးချက်တစ်ချက်တိုင်းမှာရွယ်ချက်ရှိရှိထိထိမိမိနဲ့အားထည့်ထိုးတာပါအလေလွဲ့လက်တီထိုးချက်မျိုးတိတ်မတုံးသလိုပြိုင်မဲ့စီထိုးလိုက်တဲ့လက်တီထိုးချက်တိုင်းတွေကအားပါပြင်းထန်တာကိုတွေ့ရပါတယ် နံပါတ်1နေနဲ့သူတို့နှူးရဲ့နီးပြူအားကိုသုံးသက်ကြည့်ရမယ်ဆိုရင်စူပါရေချမ်းကဒီပွဲမှာသူအတန်နဲ့လက်သီးထိုးချက်တွေကိုပဲအသုံးပြုလာမှာပါကင်မဲကဘောက်စင်သမားဖြစ်လို့ခြေကညက်တွေထွက်ဖို့နည်းတယ်လို့ဘောက်စင်သမားတွေကခြေထောက်ကိုအပြုတ်ပြီးထိုးချက်တွေရွေရှားမှုတွေကိုလုပ်ရတာဖြစ်တဲ့အတွက်သူတို့ရဲ့ခြေထောက်ကိုတော့လုံးဝအထိခံမှာမဟုတ်ပါဘူး။ဒါဆိုရင်စူပါရေချဲအနေနဲ့အောက်ပိုင်းတွေကိုဖြိုပြီးအထိနာအောင်လုပ်ရမှာပါ။ ။ဒါပေမဲ့တခုရှိတာကစူပါရီချမ်းရဲ့အောက်ခြေကန်ချက်တွေကရောလုံလုံလောက်လောက်ဖိအားပေးနိုင်ပါမလားဆိုတာထည့်စဉ်းစားရမှာပါ။သူကိုယ်တိုင်ကလည်းခြေကန်ချက်တွေတိတ်မထွက်တဲ့ fighter မျိုးဖြစ်ပါတယ်။စံကတိဘက်ကိုလှည့်ကြည့်ရရင် သူကလည်းဘောင်စင်အကွက်တွေအတိုင်းပဲပွဲကိုစတင်လာမှာပါ။ ပြိုင်ဘက်ထိုးချက်တွေကိုကာကွယ်မယ်ပြီးရင်ထီထီမိမိထိုးမယ်ဆိုတဲ့ပုံစံမျိုးပါပဲဒါပေမဲ့ကျွန်တော်တို့မေ့နေတဲ့အချက်တစ်ချက်ရှိပါတယ်သူနောက်ဆုံးထိုးသက်ခဲ့တဲ့ပွဲက2023ခုနှစ်ဩဂုတ်လ26ရက်နေ့ကဖြစ်လို့ပွဲမထိုးရတာတနစ်ခွဲကြာနေပြီဆိုတာကိုပဲပြည်သက်တွေကသတိထားမိခဲ့တာပါအဲ့ဒီတနစ်ခွဲအတွင်းမှာသူပါရီပြင်ဆင်နေတယ်လဲဆိုတာဘယ်သူမှသိမသိကြပါဘူးသူ့ရဲ့ရောက်ဖကရော့ထန်ဖြစ်ပြီးသူ့ရဲ့မိသားစုဝင်တွေကမွေထိုင်အာဂဒာနီးတွေကိုကြွန်းကြန်းကျင်ကျင်တက်မြောက်ထားသူတွေဖြစ်ပါတယ် ဒါဆိုရင်ဆန်ကတတရားပွဲဝေးနေတာပဲဆိုပြီးအထင်သေးမိရင်စူပါအေဂျင့်အတွက်ပို့ပြီးခက်ခဲသွားနိုင်ပါတယ်ဆန်ကတကတေချာပြင်ဆင်ပြီးလောက်ပါပြီတိုင်းဖိုက်တာတွေကသူတို့အနိုင်သေးချလောက်မဲ့ပွဲမျိုးကိုပဲလက်ခံနိုင်ချေပုံများပါတယ်ဆန်ကတအနေနဲ့စူပါအေဂျင့်ရဲ့ဇိုးဝင်ဆွတ်ထွက်တဲ့ပုံစံမျိုးကိုကင်တွယ်နိုင်ဖို့တေချာပြင်ဆင်ထားရမှာပါအကွက်ပြောက်သွားရင်တော့သူလည်းအထိနာစေနိုင်ပါတယ်ပေါင်စင်သမားတွေကပွဲကို AACC ကစားပြီးနီးစနစ်ကြကြထိုးသက်တာဖြစ်ပါတယ် စူပါရီချမ်းရဲ့အကွက်ဆန်းတွေကိုဆန်ကတိတယောက်ကင်တွေသွားနိုင်မလားဆိုတာတော့စောင့်ကြည့်သွားရမှာပါဒါဆိုရင်အပိုင်း၃အနေနဲ့တင်ဆက်မယ်ဝမ်ချမ်ပီယံရှစ်ရဲ့ဇညွန်ဆိုတာကိုစလိုက်ကြရအောင်ဗျာဒီဘက်ကတေချာပေါက်ဆန်ငါတစ်ကိုမြေတောင်မြောက်ပေးမဲ့ပွဲမျိုးလို့ထင်မိပါဗျာ သူတို့ရဲ့ Time Fighter ကိုပြည်သက်တွေကြားဒီထက်ပိုမိုရေပန်းစားလူကြိုက်များလာအောင်ဇညွန်ရေးထားတဲ့ပွဲမျိုးလေးဖြစ်သွားနိုင်ပါတယ်။နံပါတ်1အာသာချက်အဖြစ်လက်အိတ်ထူနဲ့အသားကြပြီးသားဖြစ်တဲ့ဆန်ငါသစ်အတွက်တိတ်မခက်ခဲပေမဲ့လက်ဝိတ်ပွဲတွေမွေထိုင်းပွဲတွေမှာသာထိုးသက်ထားရတဲ့စူပါရေချမ်းအတွက်ခက်ခဲလာနိုင်ပါတယ်။အရင်ကလောက်မြန်ဆန်တဲ့လက်သီးတွဲလုံးမျိုးစူပါရေချမ်းစီကထွက်မလာနိုင်တော့ပါဘူး။ နံပါတ်2အာသာချက်အဖြစ်ခေပောင်စင်ပွဲလို့အမည်တက်လိုက်ပေမဲ့ခြေကန်ချက်သိမ့်မထွက်တဲ့စူပါရီချန်နဲ့တွေ့ဆုံနေလို့သူတို့ဖိုက်တာကြိုက်ပေါင်စင်ပွဲမျိုးဖန်တီးပေးလိုက်တာနဲ့အတူတူပါပဲတန်းစင်နဲ့သာပွဲတည်ပေးလိုက်ရင်ပွဲကတမျိုးဖြစ်သွားမှာပါသူတို့နှစ်ယောက်ရဲ့ဝိတ်တန်းမတူတာလဲပါတယ်လို့တူလာခဲ့ရင်တောင်ဝမ်ချန်ပီယံရှစ်ကသူတို့ဖိုက်တာအထိနာစေမဲ့ပွဲမျိုးကိုတည်ပေးမှာမဟုတ်တော့ပါဘူးဝမ်ချန်ပီယံရှစ်ဘက်ကဒီပွဲမှာဆန်ကာတဲ့အနိုင်ရရှိစေဖို့တေချာပေါအကွက်ကြကြစီစဉ်ထားတာမျိုးလဲဖြစ်ကောင်းဖြစ်နိုင်ပါတယ် ဒါပေမဲ့လည်းစူပါရီဂျန်အတွက်အခွင့်အရေးလုံးဝမရှိတာမျိုးတော့လည်းမဟုတ်ပြန်ပါဘူး။ဆန်ကာတီးရဲ့ညာလက်တီထိုးချက်တွေကိုလုံးဝမထိဖို့တေချာကာကွယ်ရမှာပါ။စူပါရီဂျန်အနေနဲ့အောက်ခြေကန်ချက်တွေကို ရသလောက်တော့ကန်စီခြင်းပါတယ်။လက်တီထွက်ပြီးရောဆိုတဲ့ထိုးချက်မျိုးထက်တိကျတဲ့ပြစ်မှတ်ကိုရွေချက်ရှိရှိထိုးစေခြင်းပါတယ်။ အလဲထိုးနေမှမဟုတ်ရင်စူပါရီဂျန်နိုင်ဖို့ခက်ခဲလာမှာပါသူတို့မှာနံပါတ်3အာသာဂျက်ဖြစ်တဲ့ဒိုင်းတွင်ရှိနေသေးပါတယ်စူပါရီဂျန်ကအလဲထိုးနဲ့ပွဲဖြတ်နိုင်ဖို့ကြိုးစားလာမှာတော့ထေကြပါဗျာ ပွဲကခက်ခဲပေမဲ့ဝမ်းချမ်ပီယံရှစ်ဘက်ကပေးတဲ့ခွင့်ရင်းကိုအကောင်းဆုံးအသုံးချခဲ့မယ်ဆိုရင်တော့စူပါရီချန်အနေနဲ့ဒီထက်ပိုကောင်းတဲ့ပွဲစဉ်တွေရရှိလာနိုင်ပါတယ်။ဒါကြောင့်တောက်ကြံနေမှာထိုးသက်မဲ့ဆန်ကာတစ်နဲ့စူပါရီချန်တို့ရဲ့ပွဲစဉ်ကိုကျွန်တော်တို့စောင့်မျှော်အားပေးလိုက်ကြရအောင်ဗျာ။ကြည့်ရှုနားဆင်ကြတဲ့အတွက်အားလုံးပဲကျမ်းမာချမ်းသာကြပါစေခင်ဗျာ။ကျွန်တော်ကတော့ Night Story ရဲ့ Entertainment ရဲ့ Pin 9တင်ဆက်သူရဲကိုပါ။